ဟာမကြီးမယန်းသီးကိုအစိမ့်မရလို့မယန်းသီးစားရတဲ့နေ။နော်။မယန်းသီးစားရတဲ့နေယူပါလေ။ဘာချက်မှလဲဆိုတော့ကင်မွန်းလေးပါ။နော်။ကင်မွန်းလေးကိုကျွန်တော်တို့ချင်းချင်းဆက်ဆက်လေးချက်ထားပါမယ်။နော်။မကြီးသီးလေးမယန်းသီးလေးပြောတာ။မယန်းသီးလေးကိုကဲ။ယုတ်သီး။နော်။မယန်းသီးကိုငွေသီးသိန်းလေးနဲ့ထောင်းပါပြီ။ ်ငင်းသေးကိုငယ်သေးသေးလေးနဲ့ထောင်းပြီးမှအောက်ကကင်မွန်းလေးကိုတဝဲသားလေးချက်ထားတယ်နော်ဟဲ့ဒီမှာနော်ခုနဒီမှာကျွန်တော်ထည့်ထားတဲ့ရုပ်သီးစိမ့်နဲ့တူဒီမှာကင်မွန်းနည်းမဲရောနေမယ်အရသာတွေကိုဟောနော်ဒီနန်းနံပြားလေးထည့်ပါဘူး။ဟေး ပိုးလေးလည်းပူလာတယ်။ဒီလိုနဲ့ငယ်ပြားလေးလေးနဲ့ဒါလည်းအရသာကိုနယ်ပြီးတော့ခဲလိုက်ပါပြီ။အရန်လွယ်တယ်နော်။နော်ဒီလိုနဲ့ငယ်ပြားလေးလေးထည့်လိုက်ပါဦး။ကျက်တုံပြူနီလေးထည့်ပါဘူးနော်ညလေးရအောင်ကျက်တုံပြူနီလေးထည့်နော်ပုစံနန်းငံပြာကြီးလေးနဲ့နော်ကဲ ရခိုင်ပစုံငပိအကောင်းစားလေးကျွန်တော်တို့နည်းနည်းထည့်ပါတီဟင်းရပါပြီเนาะခဏနေတာလည်းတီဟင်းရပါပြီဒီပစုံငပိလေးပျော်လာနဲ့တီဟင်းရရတာကအထွတ်ထည့်ရပါပါသိတ်ချက်เสียမလို့ပါဘူးเนาะသူက ုံသုံးသမီးတွေပြောသွားပါပြီနှစ်ရက်ရှမ်းနယ်နယ်နေထည့်ပါဘူးကဲတော်ပြီဗျာရှမ်းနယ်နယ်များပဲမပါရပြီဗျာကဲချပြီဗျာကဲကလေးတွေကိုတဘာဝတိုင်းပဲဆိုတော့เนาะအဲဘာမှ ဘာဝတိုင်းပဲเนาะဘာမှမပြည့်စင်တာကိုကက်ကြီးမယ်ဆိုလဲကက်ကြီးပါကဲဒီမှာကြည့်ပါဦးဒီလောက်ကောင်းတဲ့ခင်းလျာစားတောက်ဆိုင်မှာဝယ်စားရင်3000တဲ့မနေပုံပါလေဒါလေးကတော့ရခိုင်ကြက်လေးချက်ထားတာပါเนาะအရန်ကောင်းမဲ့အရသာ ဆိုတာယုံကြည်ပါလေချက်စားကြည့်ပါဦးเนาะ